ဣဒနန္ဒတိပစ္ဆာနန္ဒတိကတဘုံညောဥပယထနန္ဒတိဒီပါဠိတော်မှာနန္ဒတိနန္ဒတိနန္ဒတိဆိုတဲ့ဥစဉ်တို့စကားလေးတွေအရာမြတ်စွာဘုရားထည့်ပြီးတော့ဟောထားတာတွေ့ရနန္ဒတိဆိုတာဘာလဲဆိုလို့ချင်းနှစ်သက်စရာကောင်းတယ်သဘောကျစရာအင်မတန်ကောင်းတယ်ဒီလိုပြောစင်တာ ဣဒနန္ဒတိဒီဘဝမှာလည်းနှစ်သက်เสียရတယ်သဘောကျเสียရတယ်တွေ့ကြည့်လိုက်ပုသနန္ဒတိဟိုးနောင်ဘဝတန်တရားမှာလည်းနှစ်သက်เสียရကျင့်သက်เสียရတယ်အများကြီးတွေ့ရကြုံရတယ်ပေါ့ဥပယထနန္ဒတိဒီဘဝရောတန်တရားရောနှစ်သက်เสียရအာယုန်နေ များစွာတွေ့ကြကြုံကြရတယ်တဲ့။ဘာဖြစ်လို့တော့သူ့အကြောင်းကကတ္တပုံညောကုသိုလ်ကောင်းမှုတွေကိုများများလှုပ်ထားလို့ပါ။ကုသိုလ်ကောင်းမှုများများလှုပ်ထားလို့ပါဆိုတော့ဓမ္မတွေဒါနတခုလည်းပြည့်မမြင်တဲ့ကုသိုလ်ဖြစ်နိုင်ခြင်းရဲ့အကြောင်းဟာပုညကရိယာဝတ္ထု7ပါးဆို7မျိုးတောင်ရှိတယ်။ လိုရင်းချုပ်လိုက်စိတ်ကောင်းထားနိုင်ကုသိုလ်ဖြစ်တာပါပဲဒါမှမဟုတ်ဒီဘဝမှာနှစ်သက်ဆရာတွေကျင့်တဲ့ဆရာတွေနဲ့ကြုံကျင်တဲ့တန်တရားမှာလည်းနှစ်သက်ဆရာကျင့်တဲ့ဆရာအာယုံတွေနဲ့တွေ့ကျင်ကြုံကျင်တယ်ဆိုလို့ချင်းကုသိုလ်ကောင်းမှုတွေများများလှူထားဖို့လိုတယ်စိတ်ကောင်းထားနိုင်အောင်ကြိုးစားဖို့လိုတယ်ပေါ့